အားလုံးပဲမင်္ဂလာပါခင်ဗျာအင်္ဂါသားသမီးများအတွက်တပတ်စာဟော့စတန်ကိုဖက်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အင်္ဂါသားသမီးများဆိုလို့ရှင်တော့ဒီကာလမှာစီးပွားရေးတိုးချက်လုပ်ကိုင်းလူစိတ်အလုတ်အကိုင်းပြောင်းလဲလူစိတ်တွေဖြစ်ပေါ်နေတတ်ပါတယ်လူပင်မဲ့စိတ်ပင်မဲ့စိတ်မတည်ငြိမ်တာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်အများနဲ့အမြင်မတူသောအခြေအနေများကြောင့်သဘောထားကွဲလွဲမှုများတွေကြုံတွေ့ရတတ်ပါတယ်လုပ်ငန်းများလုပ်ကံရ၌အခက်အခဲများကြုံတွေ့ပြီးတော့တို့လိုတန်လန့်များလည်းဖြစ်နေတတ်ပါတယ် တောင်မတင်ရေမကြအခြေအနေတွေနဲ့မိတ်ဆွေအချို့ရဲ့အကူအညီမှုတွေကိုလည်းရရှိပါလိမ့်မယ်။အချို့အလုပ်ကိစ္စနဲ့ခရီးထွက်ရတတ်ပါတယ်။ထွက်မဲ့ခရီးမှလည်းပဲအချို့စီးပွားတွေဖြစ်ထွန်းပါလိမ့်မယ်။မိမိကိုစောင့်မျှော်ကြိုးစားနေသူများနဲ့လည်းတွေ့ရတတ်ပါတယ်။အောက်လံငယ်သားများကြောင့်လည်းစိတ်ချမ်းသာမှုများရရှိပါလိမ့်မယ်။ပညာရေးမှာထူးချွန်မှုများနဲ့ကြုံတွေ့ရပါလိမ့်မယ်။စာမေးပွဲများကိုလည်းပဲကောင်းမွန်စွာဖြေဆိုနိုင်ပါလိမ့်မယ်။စက်တူလုပ်ငန်းများလုပ်ကန်ရပါလိမ့်မယ်။အိမ်တောင်ရေးမှာတော့တာယာချမ်းမိတ်မှုများနဲ့ကြုံတွေ့နေရတတ်ပါတယ်။ ရဝေခီပြပခီများတွားရပါလိမ့်မယ်။မမျော်လင့်ထားတော်သူများထံမှတံပိုးကြီးလက်ဆောင်များလည်းရရှိတပါရဲ့။အိမ်မဆိုးများမြင့်မဲ့ရတတ်တယ်။အိမ်တော်ကြီးမှာတော့ကတော့ကစားများအနှဲငယ်ဖြစ်ပေါ်တတ်ပါရဲ့။ထို့သောဖြစ်ပေါ်ပါကမိမိဘက်ကတီးခံပေးလိုက်ပါ။လီတိုးလီအောင်ယောဂများလည်းခန်းစားရတတ်ပါရဲ့။ဒူကြသောရုပ်ထုတစ်ခုခုရောက်ရှိလာတတ်တယ်။၎င်းရုပ်ထုရောက်ရှိလာပါကလက်လာပါများရှင်လန်းတတ်တာပဲဖြစ်ပါရဲ့။လူမှုရေးမှာကတော့မိမိဘာသာလွတ်လွတ်လပ်လပ်နေထိုင်တော်လဲပဲအပြည့်ရှာသူတချို့ရဲ့ ြစ်တင်ဝေဖန်ခြင်းကိုခံရတတ်ပါတယ်အခြေအမှကတော့ချစ်သူရဲ့အကြောင်းမရှိအကြောင်းရှာစိတ်ဆိုးစိတ်ကောက်ပြီးရစ်ခြင်းကိုခံရတတ်ပါတယ်အိမ်မက်နမိတ်အနေနဲ့ကတော့ကြောက်တံပရံများတွေနဲ့စော်ကစားနေရသည်ဟုအိမ်မက်မပါကကံကောင်းလာမှာဖြစ်ပါတယ်အကျိုးပေးခဏများကတော့60စက်ခွန်32 84ခဏတို့ဖြစ်ပါတယ်ရရအနေနဲ့ကတော့လမ်ပေတရိတ်ဆန်လေးများကိုသူတို့ကြိုက်နှစ်သက်သော အာဟာရဒါနာကိုပြုပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာ။